ောက်တယ်ပြီးဆုံးသွားပြီးတော့ညီမစိတ်ထဲမှာထင်တာညီမတို့ကဒီညနေချက်ပြိုပြီးသိရင်သိမသိလို့ရှိရင်ဒီပေါ့နော်ကယ်ဆယ်ရေးတွေနှောင့်နှေးကြခဲ့လို့ရှိရင်ညီမတို့ရဲ့ဒီအောက်ဆီဂျင်ပြက်လက်တာတွေအစာရေစာပြက်လက်တာတွေရေလည်းမရှိဘူးပေါ့နော်အဲ့ဒီအရာတွေတော့ညီမတို့သိမလားအဲ့ဒီအတွေးပေါင်းစုံနေပေါ့နော်အခုဆိုလို့ရှိရင်ညီမမှာဘယ်လိုပုံစံရနေလဲဆိုရှင်အထက်မြင့်အနေထားအနေရမှာဆိုညီမတို့မသွားရဲဘူးအဲ့တဲ့နေရမှာဆိုလို့ရှိရင်လေထိုင်နေတာမှာဆိုရင်တော့ငလင်းထုတ်တလို့မျိုးပဲအများနဲ့ခံစားနေရတယ်ညလုံးမိလိုက်ပြီဆိုလို့ရှိရင်ဒီအမောင်တို့ကြီးမြင်နေရတယ်ဒီအစာလဲစားလို့မဝင်တော့ဘူးကိုယ့်ရဲ့အပေါင်းလေးနေဆုံးရှုံးလိုက်ရတဲ့ဒီ အမြင်လေးပေါ့နော်ဘယ်လိုပြောမလဲဆိုရှင်ညီမတို့ဒီဟိုတယ်ဆိုလို့ရှင်လေဒီဒီဆိုရှယ်မီဒီယာမှာရော page တွေမှာရောတော်တော်များများမတင်ကြအောင်ဘာလို့လဲဆိုဒီနှစ်တုံညခွန်မှာလည်းဧည့်သည်ပိတ်မိတာရှိရရှင်နေရလေညီမအပါဝင်ပြန်လည်လာနိုင်ရတော့ဒီ၃ရောက်ပဲပေါ့နော်ညီမတို့အချင်အား၃ရောက်ပဲရှိဟိုဘက်ကညီမလေးကိုတော့မကယ်လို့မရနိုင်ခဲ့ဘူးပေါ့နော် ကတော့ညီမတို့ဒီလွတ်မြောက်လာတဲ့အချိန်ပါပေါ့နော်ဒီညီမကကိုကိုကိုတိတ်ပြီးလို့ပဲထင်ထားခဲ့တာဒီညီမအမှန်တိုင်းပြောလို့ရှိရင်ညီမတို့ဒီထွက်လာတဲ့မှာညီမတို့အဖူကအစောဆုံးလို့ပဲညီမထင်တယ်ပေါ့နော်သူများတွေဆိုလို့ရှိရင်နိုင်30ကြာမှတော့နိုင်60ကြာမှတော့ထွက်လာရရမယ်ညီမတို့က6နိုင်နဲ့ထွက်လာရရပေါ့နော်အေး6နိုင်ဆိုတဲ့အချိန်ကာလတစ်ခုကလည်းတကယ်ကိုပဲဟိုကယ်ဆယ်မဲ့သူမလာလို့ရှိရင်အောက်ဆီဂျင်ပြတ်ပြီးတည်နိုင်တဲ့အနေထားမှလည်းရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက် အခုဆိုလို့ရှိရင်ညီမမဘယ်လိုပုံစံရနေလဲဆိုရှင်အထက်မြင့်အနေထားအနေရမှာဆိုမလို့မသွားရဲဘူးအဲ့တဲ့နေရမှာဆိုလို့ရှိရင်လေထိုင်နေတာမှာဆိုရင်တော့ငလင်းထုတ်တလို့မျိုးပဲအများနဲ့ခံစားနေရတယ်ညလုံးမိလိုက်ပြီဆိုလို့ရှိရင်ဒီအမောင်တို့ကြီးမြင်နေရတယ်ဒီအစားလဲစားလို့မဝင်တော့ဘူးကိုယ့်ရဲ့အပေါင်းလေးနေဆုံးရှုံးလိုက်ရတဲ့ဒီအမြင်လေးပေါ့နော်ဟိုမျက်စိထဲမှာသူ့ကိုတွေးလိုက်ရပြီချင်မှာဒီမျက်နှာကြက်ကြီးပြိုကျပြီးရနောက်ပိုင်းမှာသူ့ကိုမမြင်ရတော့ဒီနေ့ဒီချိန်ထိသူ့ကိုလည်းညီမတို့အသက်ရှင်သလားဒီသလားလဲ မသိတော့ဘူးပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တဲ့အတွက်ညညဆိုရင်အိတ်မရဘူးမျိုးလုံးမလိုက်တာနဲ့မျိုးလုံးထဲမှာအမှောင်တို့ရှိတယ်ပြီးလို့ရှိရင်မကောင်းဆိုးဖားတဲ့ပုံတံတမျိုးတွေမြင်နေရတယ်။နားထဲမှာကိုယ့်ကိုကဲပါလို့ပြောနေတဲ့အတန်ကြီးကြားနေရတယ်။ဟုတ်ကဲ့ရှင်ညီမတို့ကအဲ့ဒီမတိုင်ခင်မှာညီမတို့ကလေးလက်စာထမင်းစားခြင်းဖြစ်နေရအောင်။ထမင်းစားတဲ့အချိန်တွေမှာညီမတို့ကတဏှာကြီးမှာထမင်းစားပြီးတော့ဆင်းလာရပါတော့။တဏှာကြီးမထိုးခင်ညီမအတိအကျဆိုလို့ရှင်ငလင်ထုတ်တာက စနေနိုင်25မှာ55မှာနဲ့တူရဲကိုညီမတို့ထမင်းစားပြီးရောဒီရုံးကန်းနဲ့အဝင်မှာညီမတို့ကထမင်းစားလို့ရှိရင်ကိုယ်ဇွန်နဲ့ကိုစားကြရဆိုကိုဇွန်လေးပါမယ်အခန်းတော်လေးပါမယ်ဒီလက်မဖုံးပါမယ်အမအခန်းနဲ့ဝင်ပြီးရောကိုယ်ဖိနိုင်ကောင်မကိုထိုင်အောင်မထိုင်လိုက်ရသေးဘူးသပွဲကုံနာလေးအရောက်ခါရှိသေးငလင်လုတ်တယ်ဆိုပြီးရောထိုင်ချလိုက်တယ်ပေါ့နော်ထိုင်ချလိုက်တဲ့အချိန်မှာပဲညီမတို့ဝုန်းကနေဒီပထမတစ်ချိန်လှုပ်လှုပ်ချင်းမှာပဲဘာမှဟိုအကာအကွယ်ကောင်းကောင်းမယူလိုက်ရအောင်အဲ့ဒီသပွဲနေရာမှာပဲဖင်ထိုင်ရဲ့ကြားလေးပဲဒီဒီနည်းနည်းချက်ကြီးကပြိုကျသွားခဲ့တာပေါ့ ညီမတို့ကံကောင်းတာညီမတို့၄ရောက်အဖွဲ့ဝင်လာတာကို၄ရောက်အဖွဲ့ဝင်လာတဲ့အထက်မှာညီမရဲ့တီမီဆိုတဲ့ညီမတို့ရဲ့ group finance manager ရဲ့ finance manager ရဲ့ပေါ့နော်ညီမတို့ assistant finance manager ညီမလေးတယောက်ရှိသေးတယ်အဲ့ညီမလေးတယောက်ရဲ့အတူတူကအခန်းထဲမှာရှိနေခဲ့တာပြုတ်ကျတဲ့အချိန်မှာ तू ကညီမလေးကအဲ့ဒီဥပဒေချက်မှာကြံခဲ့ပြီညီမတို့တော်ကဒီဘက်တစ်ချက်မှာကြံနေခဲ့တယ်ညီမတို့လက်ထဲမှာဖုန်းကိုသေးရှိနေတာဒီကဖုန်းလဲကယ်သွားတာပါမယ်ထင်တယ်ပေါ့နော်ညီမတို့ဒီဘယ်နေရာမှာဒီလိုဖြစ်တဲ့အချိန်မှာဘယ်နေရာမှာရှိမှန်းမသိကြမသိကြတဲ့အနေထားမှာညီမတို့က နေရအထိကျပြောပြနိုင်တဲ့အနေအထားမှာဖြစ်သွားတယ်။ညီမဆိုလို့ရှိရင်ညီမဖုန်းထဲမှာရှိတဲ့ contact state တွေကအကုန်လုံးကယ်လို့ရမယ့်လူပေါ့နော်။ညီဆက်ရညီမအကုန်လုံးပို့တယ်ကယ်ပေးပါပေါ့နော်။တော့ဖုန်းတွေရိုက်ပြီးတော့လည်းညီမပို့တယ်။ဒါပေမဲ့တော့ဖုန်းတွေကတော့ထွက်မသွား။ကန်ကောင်းထောက်မှဆိုရင်ညီမရဲ့ message တစ်စောင်ကညီမရဲ့ရောက်ခမဆီကိုရောက်သွားတယ်။ရက်ကွက်ကလူတွေရတဲ့အကုန်လုံးကလူကြီးတွေစုပြီးတော့ညီမဟိုတယ်ကိုလာကြတယ်။ဒါပေမဲ့သူတို့ကနေရမသိဘူးညီမလို့တဲ့အနေအထားကို။အဲ့နဲ့ညီမတို့အထက်က group finance manager ရဲ့ message ကညီမတို့ရဲ့ general manager ကိုရောက်သွားတယ်။ သူကကန်ကောင်းသွားတယ် general manager အပြင်မှာအသက်ရှိတယ်ပေါ့နော်သူအပြင်မှာရောက်နေတဲ့အတွက်ဒီအဆောက်အဦလည်းမှာမရှိတဲ့အတွက်ညီမတို့ရဲ့ message ကိုသူဖတ်မိချိန်မှာသူကယ်ဖို့လုံနေပါတယ်ဆိုတော့ message လေးတစ်စောင်ညီမတို့ဆီပြန်ဝင်လာခဲ့တယ်ညီမတို့အဲ့ဒီ message ရရချင်းမှာပဲဟိုအတက်သွားတယ်ပေါ့နော်အဲ့မှာအဲ့နောက်ပိုင်းမှာတော့ဗာ message မှာညီမတို့ရှီကဖတ်လို့လည်းမရဘူးဘယ်သူ message ရမှာလဲညီမတို့ရှီဝင်မလာဘူးဒါပေမဲ့ miss call လေးရတော့ဝင်လာတယ်ညီမတို့ဖုန်းနဲ့ပြောလို့မရဘူးဘယ် message မှာလဲပို့လို့မရသူတို့ရှီက message အများကြီးရတော့အခုဒီ line ရတဲ့အချိန်မှာပဲရောက်လာခဲ့တာပေါ့နော်အဲ့နောက်ပိုင်းကျလို့ရှင်ဟိုအတန်တက်တန်ညီမတို့ရှီရောက်လာတယ်ဖြစ်စင်ပြီးတော့တနိုင်ဝင်းချိန်မှာညီမတို့ရဲ့ဒီအလုတ်ခေါက်ကင်ပဲတရားတရားကနေပြီးတော့ ညီမလေးမူမူရေးအကိုတို့ရောက်နေရယ်ကဲပေးမယ်နော်ဆိုတဲ့စကားလေးကညီမတို့အရန်ပြောတယ်ဒါပေမဲ့အဲ့ဒီဟာခဏပဲနောက်တစ်ရပြောက်သွားတယ်ပေါ့အတန်းကတပြောက်သွားချိန်မှာညီမတို့အဖွဲလေးကအကုန်လုံးကနေပြီးတော့အဲအမကြီးညီမတို့ကိုလာမကယ်ကြတော့လားမသိဘူးကဲလို့မရတဲ့အနေထားတစ်ခုလားမသိဘူးဆိုတဲ့အနေထားနဲ့ညီမတို့ငိုကြတယ်ပေါ့နော်၅နာရီခွဲအချိန်လောက်ကြမှာ၅နာရီခွဲအချိန်လောက်ကြမှာဒီကဲဆယ်ကြီးသမားတွေကအုတ်တွေဖြိုတန်းတွေဒီတရင်တန်တွေအကုန်လုံးကြားရတဲ့အချိန်မှာညီမတို့ပျော်သွားတယ်အဲ့ချိန်မှာညီမက အခန်းထဲမှာဆိုလို့ရှိရင်ဖုံးပဖုံးမိရှိရတော့ဖုံးမိလေးတို့ထားအနည်းသမီးကိုဖုံးမိလေးခဏပေးပါသမီးအလင်းရောင်လေးကြည့်ချင်လို့ဘယ်နေရာလင်းလဲပေါ့နော်အချိန်မှာညီမနေရာလင်းနေတယ်ညီမနေရာလင်းနေပြီညီမနေရာသွားလို့မရအောင်အဲ့နေရာဘက်ကိုသွားလို့မရအောင်ဒီမောက်ခုထွက်လိုက်အပေါက်ကိုနော်ဘာလို့လဲဆိုခုံနေရဒီလိုမျိုးတွေကာထားအဲ့တော့ညီမကဒီခုံတစ်ခုံကိုဖဲ့ချင်တယ်ဖဲ့ချင်မှညီမရဲ့အပေါ်မှာမျက်နှာကြည့်ကြည့်ရရှိတယ်ဒီခုံကိုဖဲ့လိုက်လို့ရှိရင်မျက်နှာကြည့်ကြည့်ကကိုယ့်ဘောပြုတ်ကျလာမလားဆိုတဲ့အတွင်းနဲ့ခုံမဖဲ့ရောဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်အနေနဲ့ငါဖဲ့ကြည့်မယ်ဆိုတဲ့အနေထားနဲ့ဒီခုံတစ်ခုံကိုဖဲ့လိုက်တယ်ဖဲ့ပြီးတဲ့အချိန်မှာခုံတစ်ခုံပဲကျတယ်အဲ့ခုံတစ်ခုံကဒီလိုမှဇပွဲခုံမှဒီလိုထောက် ။အမေညီမအဲ့နေရာကိုတွားသွားလို့ရရတယ်။အဲ့နေရာညီမတွားသွားပြီးတော့ဇပွဲကောင်ကတော့ကအကျိုးနဲ့ညီမဒီလိုပေါ့နော်စောင့်တယ်။အကိုကြီးဒီနေရာမှာလူရှိပါတယ်ဒီနေရာမှာလူရှိပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ပြပါတယ်သူရှာနေပါတယ်ပေါ့နော်ကဲနေပါတယ်ပေါ့နော်အဲ့မှာသူတို့တွေအဲ့မှာမျက်နှာကျက်ကြီးတွေလိုဖဲနေကြတယ်ညီမတို့စိတ်ထဲမှာကြာတော့ညီမတို့ကဒီလိုနေရံမရှိမလို့ထင်ကြတယ်တကယ်တော့မဟုတ်ဘူးညီမတို့အပေါ်မှာနှစ်လွာနဲ့သုံးလွာဒီလိုမျိုးတွေပြနေတာအဲ့ပေါ်မှာညီစာခိုင်းပုံဖြစ်နေတယ်အဲ့ဒါဒီအပေါ်မှာပြနေတဲ့ညီကြီးကိုအကုန်လုံးသူကဖဲရတယ် ကျိုးတွေနဲ့ပေါ့နော်ညီမတို့ကြားနေရတဲ့အတန်တွေတော့ရှိရဲ့အဲ့ချိန်မှာအဲ့ဒီဟာတွေကိုစက်တွေနဲ့ဖယ်ကြတယ်သူတို့လူအင်ရနဲ့ကျိုးတွေနဲ့ဆွဲကြတယ်ဆွဲပြီးအချိန်ကြာမှာအဲ့ဒီကျိုးတွေဖယ်သွားပြီးဆိုမှနေရာလူတို့ကဝင်လို့လို့ရတဲ့နေရာကြာမှာကေဆေးကြီးသမားတရားကအဲ့ဒီခက်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 တဲ့အဲ့ဒီနေရာလေးမှာသူပလက်လှန်ပြီးတော့ညီမတို့ကိုနေရာကိုအပေါက်ဖောက်ပြီးအဲ့ချိန်မှာညီမဘယ်လိုလုပ်လဲဆိုတော့ တုံးတဲ့သူ့ကိုထွက်မှာအကိုဒီနေရာညီမတို့ရဲ့အောက်ခြေနော်ညီမတို့အောက်ခြေရဲ့အပေါ်ပက်လေဒီတခွေခွဲလာဖောက်လိုက်လို့ရှိရင်ညီမတို့ထွက်လို့ရပြီအဲ့ဒီနေရာကနေဆက်ပြီးဒါအောက်ခြေရကနေဆက်ပြီးအကိုဖောက်ပေးပါညာဘက်ကိုသွားပြီးဖောက်ပေးပါလို့ပြောရခြင်းမှာသူတို့ဟုတ်ပြီဟုတ်ပြီအကိုအဲ့ဒီတိုင်လုတ်ပေးမယ်ဆိုလဲအနေထားနဲ့ညီမတို့အဲ့ဒါနဲ့ထွက်ရခဲ့ရပါရှင့်ဟုတ်တယ်ပြီးဆုံးသွားပြီညီမစိတ်ထဲမှာထင်တာညီမတို့က ဒီညနေကျက်ပြူပြီးသိရင်သိမသိလို့ရှိရင်ဒီပေါ့နော်ကယ်ဆယ်ရေးတွေနှောင့်နှေးကြခဲ့လို့ရှိရင်ညီမတို့ရဲ့ဒီအောက်ဆီဂျင်ပြက်လက်တာတွေအစာရေးစာပြက်လက်တာတွေရေလည်းမရှိဘူးပေါ့နော်အဲ့ဒီအရာတွေတော့ညီမတို့သိမလားအဲ့ဒီအတွေးပေါင်းစုံနေပေါ့နော်ညီမအပါဝင်ပြန်လက်လာနိုင်ရတော့ဒီ၃ယောက်ပဲပေါ့နော်ညီမတို့အချင်းက၃ယောက်ပဲရှိဟိုဘက်ကညီမလေးကိုတော့မကယ်လို့မရနိုင်ခဲ့ဘူးပေါ့နော်ညီမပထမဆုံးထွက်ခဲ့တာညီမပထမဆုံးထွက်ခဲ့ပြီးကျမညီမညီမလေးနှွေးနှွေးကြံခဲ့တယ်ညီမလေးနှွေးနှွေးကြံခဲ့ကဲပေးပါအောင်ဆိုတဲ့အချိန်မှာပေါ့နော်သူတို့ကတော့ညီမတို့ ညီမတို့ရဲ့ဒီအခုထွက်လာတဲ့အနေအထားမှာညီမတို့ရဲ့ဒီဒီကျမကြီးနဲ့ပတ်သက်တဲ့ဟာတွေကိုအရေးစနေတဲ့အတွက်ရတယ်ကဲပေးမယ်ကြေးကဲပေးမယ်ဆိုပြီးညီမတို့ကဒီအရေးပေါ်ကားပေါ်တင်လိုက်ကြရပါတော့ညီမလည်းစေယုံရောက်သွားတယ်အမှနောက်ကလူတွေကတော့လည်းကဲပေးဖို့ပြောတယ်ဒါပေမဲ့သူ့ရဲ့အနေအထားကဟိုဘက်ကနေပြီးခေါ်တဲ့အချိန်မှာ response ပြန်ပြီးတုံ့ပြန်လာမျိုးမရှိဘူးပေါ့နော်ဟိုတကယ်လို့ဒါလေးပြောကြမယ်ဆိုလို့ညီမတို့လည်းတည်နိုင်တယ်ပေါ့နော်ကဲဆယ်တဲ့လူလည်းတည်နိုင်မဲ့အနေအထားမျိုးမှာရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီဒီထုတ်တန်းကြီးကဟို ပက်လေဟိုကတထောင်ပက်လေတော့ရှိရယ်တပေပက်လေတထောင်ပက်လေတော့ရှိအထူကြီးပဲအကြီးကြီးပဲအဲ့အထူကြီးကြီးကိုသူတို့ဖောက်မယ်ဆိုလို့ရှင်အပေါ်မှာညီမတို့ဖိနေတဲ့ဒဏ်ရှိတယ်ဒီရှစ်လွာမှာရှစ်လွာလုံးကြီးကညီမတို့ရဲ့အပေါ်မှာရှိရတဲ့အတွက်ဒီစားဖောက်လိုက်လို့ရှင်ဒီဟာလေးအတွက်ဒီဒဏ်မခံနိုင်မှုဆိုရင်ဒါပြိုကျသွားမှာကယ်ဆယ်ရေးသမားရတဲ့အန်တီရရှိသလိုဒီညီမလေးအတွက်လည်းကယ်လို့မရတဲ့အခွင့်အရေးဆုံးရှုံးသွားတဲ့အနေအထားမျိုးမှာဖြစ်နေရအောင်အခုအဲ့ဒီညီမလေးကအဲ့အထက်အထက်မှာပဲရှိပါတယ်ရှင်ဟုတ် သူ့ရဲ့ဓာတ်ပေါ်ဒီဒီဘောယူဘောတော့ဒီလုံနေရပေါ့နော်ညီမလေးကိုတော့ဒီသက်ဆိုင်ရာသူ့မိသားစုကတော့ဟိုတက်ပြောက်ဆုံးနေတော့ကတ်လိုက်တယ်ပေါ့နော်အရင်နေ့တွေကအဲ့လိုတော့ရှိရဒီဒီရက်ပိုင်းနေမှာတော့ဒီအစာအုပ်ကိုဟိုတို့တို့တွေအကြီးအကဲတွေကနေပေါ့နော်သက်ဆိုင်ရာနဲ့ညှိနှားပြီးတော့ဖြိုးမဲဆိုတဲ့အစီအစဉ်လေးတော့လုပ်နေကြရရှိညီမလေးကတော့ဒါဒီတက်မရှိတော့ဘူးဆိုတာညီမကတော့အခုချိန်ကြီးတော့မယုံနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် အခုဆိုလို့ရှိရင်나이60ကျော်အောင်မှဟိုပြန်လွတ်လာပြီးအသက်ရှင်နေသူတွေလည်းရှိသေးတယ်ညီမသူ့အတွက်တော့မျှော်လင့်ချက်လေးတော့ရှိသေးရဲ့ရှင်အခုဘယ်လိုပြောမလဲညီမအပြင်ရောက်တော့လေငိုလိုက်တာငိုလိုက်တာဆိုတော့ပြောမလို့ဖက်ဖက်ပြီးငိုတာဘသူ့ဟိုမှာညီမပြန်မတွေ့ရတော့ဘူးဆိုတဲ့အနေထားနဲ့လေ ညီမမိဘတော့ညီမပြန်မတွေ့ရအောင်ညီမချစ်တဲ့သူတွေနဲ့ညီမဘယ်တော့မှပြန်မတွေ့ရတော့အနေထားနဲ့ညီမပြန်ထွက်လာတော့ငိုလဲငိုလဲပေါ့နော်ပြီးတော့လေငါပြန်ရှင်လာတာအိမ်မက်တစ်ခုလားကိုကြုံခဲ့တဲ့ဟာတွေကလေအိမ်မက်ဆိုးတစ်ခုလိုပဲဒီနာရီလေး6နာရီဆိုပေမဲ့ကိုဘိုးကမှဒီအသက်32နှစ်တာကာလအတွင်းမှာဒါညီမတို့ဘေးရနေရတဲ့ကြုံရတာဒါပထမအဆုံးပဲပေါ့နော်ရေဘေးတောင်မှညီမတို့အဲ့လောက်မကြုံခဲ့ရခက်ခက်ခဲခဲဟိုငနေဆိုတာလေဒီတိုင်းလေးတုတ်ပြီးလို့ရှိရင်ခဏကြာရင်ပြီးသွားတဲ့အရာတစ်ခုဒီနေ့ရက်တစ်ပြက်အတွင်းအတွင်းလေးမှာတစ်စက္ကန့်လေးအတွင်းလေးမှာဒီလိုမျိုးဖြစ်သွားတာညီမတို့တဲ့ ဟိုဘဝမှာဒီညီမအဖွာဆိုလို့ရှိရင်85နှစ်ရှိပြီဒါသူ့ရဲ့ပထမအုပ်ဆုံးဒီငလင်အတွေ့အကြုံပဲပေါ့နော်ညီမဆိုလည်းဒီအတိုင်းပဲဒါကမယုံနိုင်စရာဘူးပေါ့နော်ဟိုငနစ်လာမယ်လို့လည်းကိုယ်တွေချိုးသိမထားအောင်အဲ့လိုအနေထားမှာဒီလိုဖြစ်ပြတဲ့အတွက်ဒါဘဝနဲ့ဖြည့်ပြီးတော့ညီမတို့က trauma တစ်ခုတော့ရခဲ့တာပေါ့ရှင်ဘယ်လိုပြောမလဲဆိုရှင်ညီမတို့ဒီ hotel ဆိုလို့ရှိရင်လေဒီဒီ social media မှာတွေရော page တွေမှာတွေရောတော်တော်များများမတင်ကြအောင်ဘာလို့လဲဆိုဒီညစ်တုံညာခွန်မှာလည်းဧည့်သည်ပြင်မိတာရှိရရှင်နေရလေ သူကတော့ဒီ Huawei ရဲ့ engineer တိောက် engineer ပေါ့နော် Henry လိုမျိုးရယ်ပြီးတော့သူ့ရဲ့ car driver အကိုတိောက်ရယ်ပိတ်မိနေရလို့မြမတီကိုလည်းဆက်တယ်လာတာမျိုးရှိရယ်အဲဒီပေါ့နော်ဒီ Golden Country Hotel ဒီပြိုကျနေပါတယ်ဆိုတဲ့ဟာမျိုးဘယ်သူမှအသိပြတင်တာမရှိဘူးပြီးတော့ဒီကဲဆယ်ညီမတို့ကိုကယ်ခဲ့တာဆိုရယ်ညီမတို့ရဲ့ဒီအကြီးအကဲတွေနဲ့တဆင်သွားပြီးတော့ဒါအကြောင်းကြားလို့လာပြီးတော့ကယ်ကြတာပေါ့နော်ဒီမနေ့ကတော့ညီမတို့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာတော့ဒီတရုတ်ကကယ်ဆယ်ရေးအဖွဲ့တော်ရလာခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာဒါအချိန်မီနဲ့လူရင်းလူရင်းရပစ္စည်းအင်ရနဲ့လာမယ်ဆိုရင်ညီမလေးနူးနူးရလဲဒီလိုမျိုးဖြစ်လာမယ်လို့ညီမမထင်ဘူးချက် ။အမတို့ဆိုခုမှဆိုလို့ရှိရင်မန္တလေးမှာဆိုလို့ရှိရင်ကျုံပေးမှာအကုန်လုံးအိတ်နေရတယ်။နော်။ဟိုကယ်ဆယ်ရေးစခန်းဆိုတာလည်းမရှိဘူး။တန့်နေဆိုတာမရှိဘူး။ဒီညီမတို့ခုလာတယ်နော်ဒီတရုတ်ပြည်ကလာတယ်ကေဆေးသမားတွေညီမပြည်ညီမပြည်ကကေဆေးသမားတွေကိုရှင်းကြည့်လိုက်လို့ရှင်အဝတ်အစားတွေဘာတစ်ခုမှထောက်ပံ့ထားတာလည်းမရှိဘူးတရုတ်ကေဆေးသမားတွေဆိုလို့ရှင်ဖက်နှက်ဒီခေါင်းကအစသူတို့ဝတ်ထားတဲ့အဝတ်အစားအစလုံးဝဆေးဖြစ်တယ်ညီမတို့ဒီကေဆေးသမားဆိုဖက်နှက်ကညှက်ဖက်နှက်နေညီမတို့လာညီမတို့လာခဲ့တဲ့အခုတယောက်ဆိုညနာမှာကာထားတဲ့ဟာတစ်ခုတောင်မပါဘူးဒီလက်ပလာနေပဲ လက်ပလာနဲ့ဖက်နှက်နဲ့ဒီအဝတ်စားလေးတစုံပဲကဲစေးသမားဆိုတဲ့ဟာတတ်မှတ်လို့ရတာဒီလေမော်ရောင်ဝတ်စုံပဲရှိတယ်။ဘာမှမရှိဘူး။ဒီအသူကဘဝမျက်နှာကြောက်ကိုသူလုံနေသူ့မှာဒီမျိုးလုံးအုပ်ထားတဲ့အနေထားတစ်ခုမှသူ့မှာမရှိဘူး။ဒီအောက်ဆီဂျင်အုပ်အောက်ဆီဂျင်နဲ့တက်ထားတဲ့မက်စတဲသူ့မှာဘာတစ်ခုမှမရှိဘူး။အဲ့လိုအနေထားပါကြည့်။သူတို့သူတို့အရန်ကျေးဇူးတင်တယ်ဒီပစ္စည်းကတိရမစုံနေတဲ့ဂျားရဲရနေပြီညီမတို့ကိုကယ်ပေးခဲ့တာကိုညီမတကယ်ကိုကျေးဇူးအထူးတင်ပါတယ်ရှင်။